အားလုံးပဲမင်္ဂလာပါရှင် Studio Time Audio Book အစီအစဉ်မှာကြိုဆိုပါရစေ။အခုတင်ဆက်ပေးမှာကတော့နုပြချင်းလုံးနဲ့ကြာဦးဆိုတဲ့ပုံရင်းလေးပဲဖြစ်ပါရဲ့ရှင်။တခါတုန်းကတောအိုကြီးတစ်ခုထဲမှာချင်းလေးအိုကြီးတစ်ကောင်နဲ့ကြာအိုကြီးတစ်ကောင်ဟာကြောက်ကူတလုံးစီမှာနေထိုင်ကြတယ်။ချင်းသေးအိုကြီးကသဘောကောင်းပြီးယုံတို့တမင်တရေတို့လိုတရိတ်ဆိုင်ငယ်လေးတွေကိုဖမ်းယူစားတော့လေးမရှိပဲ တော်ဝတ်တို့တော်ကြွယ်တို့ပြောင်တို့လိုတရိစံကြီးတွေကိုပဲသူတသက်လုံးရှင်ပြိုင်တိုက်ခိုက်ဖမ်းယူစားတောက်ခဲ့တာအဲဒီလိုချင်းသေးအိုကြီးကတရိစံငယ်လေးတွေအပေါ်တနားညာသာစိတ်ထားပြီးကြံမပြူသလားသဘောဆိုးရတဲ့ကြားအိုကြီးကတော့တရိစံငယ်တော့ဘာတော့နားမလဲဘူးတွေ့သမျှတရိစံတွေကိုရရဆက်ဆက်ဖမ်းယူစားတောက်တတ်တဲ့သူဖြစ်တဲ့တနေ့မှာတော့ချင်းသေးအိုကြီးဟာတောနဲ့တဲတားကောင်ရှာဖို့ထွက်လာရကတောဝတ်တကောင်နဲ့ပတ်ပင်တူခဲ့တယ် အစွဲထက်ထက်တွေ့ရှိတဲ့တော့ဝက်ဟာချင်းလေးကိုကြီးကိုတွေ့တော့ပမာမခန့်တဲ့ရန်စကားပြောတာပေါ့အလိုအိုနာကြိုးကနေတဲ့နန်းကြတော်ဘရင်ကြီးပါလားခမည်းဟာပျော်ရွယ်စဉ်တုန်းကတုတ်တို့ပေါ်အနာယူနိုင်စွမ်းရှိပေမဲ့အခုလိုအိုနာကြိုးကနေတဲ့အရွယ်မှာတော့တုတ်တို့လိုပျော်ရွယ်တန်စွမ်းသူတွေကိုမရှင်ဝန်းတော်ဘူးမဟုတ်လားဟာ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 ချင်းသေးဦးကြီးကလည်းသူ့လိုတော့ဝက်တကောင်ကဆော်ကားမော်ကရန်စကားပြောရပါမလားဆိုပြီးတော့ဒေါသထွက်သွားတာပေါ့ ဟေ့ငမိုက်သားတော်ဝက်ငါတို့လိုချင်းသေးဆိုတော့အိုမင်းသွားပဲမဲမင်းတို့လိုတော်ဝက်တွေထတော်တန်ဆွမ်းပါသေးရဲ့ကွာချင်းသေးဦးကြီးကအဲ့ဒီလိုခက်တင်းတင်းပြောလိုက်ပြီးတဲ့နောက်ဒေါသတကြီးနဲ့ဟိန်လိုက်တယ်ဒါပေမဲ့ချင်းလေးကြီးဟာအိုမင်းလာပြီဖြစ်လို့သူ့ရဲ့ဟိန်တန်ဟာအရင်လူလူမျိုးမျိုးတော့ကလူမျိုးတတော်လုံးတိတ်တိတ်တုံသွားလောက်အောင်မကြင်လောက်တော့ဘူးပေါ့အဲဒါကြောင့်တော်ဘဟာလှောင်ရည်ရည်ပြီးတော့တယောလိုက်ပြန်နေဟာဟာဟာချင်းတဲ့ရဲ့ဟိန်တန်နဲ့ကွာ ခွေးဟောင်တန်းလောက်တောင်မကျဲလောက်တော့ပါလားဟာ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 ဟဲ့ကောင်တော့ဝက်အစုပ်ပလို့မင်းဟာငါ့ကိုစော်ကားပြီးစော်ကားနေပါလားတေသွားကျင်လို့လားအောင်မအောင်မအိုကြီးအိုမကများချင်းချောက်လိုက်သေးတယ်ဟာ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 ဒီမှာချင်းသေးအိုကြီးကျောက်ရဲ့အစွဲဖျားမှာအသက်ပါမသွားခြင်းကိုအချိန်နေကိုတိပြီးနောက်ဆုတ်လိုက်အဲ့ဒီလိုတော်ဝက်ကလည်းပြန်ပြီးချင်းချောက်တော့ချင်းသေးအိုကြီးကဒေါသကိုထွက်ပြီးတော့တော်ဝက်ကိုခုံအုပ်လိုက်တော့တယ် တော်ဝက်ကလည်းချင်းသေးအိုကြီးကိုအဆွဲနဲ့ပြန်ပတ်တာပေါ့အဲဒီလိုနဲ့ချင်းသေးအိုကြီးနဲ့တော်ဝက်ဟာအပြင်းအထန်တိုက်ခိုက်တပ်ပုတ်နေကြတော့သူတို့ရဲ့ဟင်းရောက်တန်းမန်ပီတန်းနှာမုတ်တန်းတိုက်ခိုက်တန်းတွေဟာတတော်လုံးအဟင်းညံနေတော့တာပေါ့ချင်းသေးအိုကြီးဟာတော်ဝက်ရဲ့အဆွဲနဲ့အပတ်ခံရတာကြောင့်တကူလုံးဒဏ်ရာဒဏ်ချက်တွေရသွားပေမဲ့နောက်ဆုံးမှာတော့တော်ဝက်ရဲ့လေကိုကိုခဲမိသွားပြီးအဆက်မပြတ်ဆွဲခါလိုက်တဲ့အတွက်တော်ဝက်ဟာအရှုံးပေးပြီးတေဝဲဝင်သွားရတော့တယ် ချင်းသေးဆိုတာအိုမင်းသွားပေမဲ့သူတို့လိုတော်ဝက်တွေထက်ခွန်အားကြီးမားစေဆိုတာကိုတတိမမူမီရဲ့တော်ဝက်ဟာမရှိမလားတေပွဲဝင်သွားရတော့တာပုံအင်အားကြီးမားတဲ့ရန်သူကိုရှော့တွက်ပြီးပမာမခန့်လုပ်နေတဲ့အတွက်တော်ဝက်ဟာအကျိုးပြစီခဲ့ရတာပဲကိုချင်းသေးကြီးကတော့အဲ့ဒီတော်ဝက်ကိုအနားယူပြီးတဲ့နောက်သူ့ရဲ့ကြောက်ကိုစီတော်ဝက်အသေးကောင်ကိုကိုက်ချီသွားခဲ့တယ်သူနေထိုင်ရာကြောက်ကိုလည်းရောက်ရောချင်းသေးကြီးဟာ ခဏအပန်းဖြေပြီးတဲ့နောက်တော်ဝဲရဲသားကိုမြေရေရှက်ရေနဲ့ကြိုက်ဖယ်စားတောင်းနေတော့တာပေါ့အဲဒီလိုတော်ဝဲသားကိုစားရင်ချင်းသေးအိုကြီးဟာတွေးမိလာတယ်อืมငါဟာတနေ့တခြားအုံမင်းလာပြီအဲဒီလိုအုံမင်းလာလို့လေခွန်အားတွေရောတဲ့ရောလာပြီကြာရင်တော်ဝတ်တို့ပြောင်းလို့လို့သားကောင်ကြီးတွေကိုဖမ်းယူစားတော့နိုင်တော့မှာမဟုတ်တော့ဘူးအဲ့ဒီအခါရုံတို့စိတ်တို့တမင်တရေတို့လို့သားကောင်ငယ်တွေကိုပဲမလွဲမရှောင်သာဖမ်းယူစားတော့ရတော့မင်း ငါဟာအားနေရှာတဲ့တားဟောင်ငယ်လေးတွေကိုရမ်းမပြုတ်လို့ဘူးဘလို့လို့ရပါ။အင်းငါသာအရင်လိုပြန်ပြီးနုပြတန်ဆန်းခွင့်ရရင်ကောင်းပါပဲ။ဒါဆိုတားဟောင်ကြီးတွေကို ရှင်ပြန်တိုက်ခိုက်ပြီးဖမ်းဆီးစားတော့နိုင်မယ်။တားဟောင်ငယ်လေးတွေကိုလည်းရမ်းပြုတ်စရာမလိုတော့ဘူးပေါ့။ချင်းဒီအိုကြီးဟာအဲ့ဒီလိုမဖြစ်နိုင်တာကိုတွေးတော်ရင်ဝတ်အသားတုံးကြီးတုံးကိုကိုက်ဖဲလိုက်တဲ့အခါအသားတုံးကြီးကသူ့ရဲ့ပါဇက်ထဲကလွတ်ကြပြီးကုချမ်းမြေပေါ်လိမ်ကျသွားခဲ့တယ်။ အဲ့ဒီအသာတုံးကြီးဟာဂူချမ်းမြင်မောလိမ်သွားရာက မြေရင်းလေးတွင်းနဲ့ကိုလိမ်ဝင်သွားတယ်။ဟာအသာတုံးကဒီမြေရင်းနဲ့လိမ်ဝင်သွားပါလား။ချင်းသေးကိုကြီးဟာအသာတုံးကိုပြန်ယူနိုင်ယူဖို့မြေရင်းလေးတဲကိုငုံကြည့်ပေမဲ့အသာတုံးကိုတော့မတွေ့ရတော့ဘူး။ဒါပေမဲ့ခနာအကြမှာတော့မြေရင်းလေးတဲကနေတာယာနာပြောွယ်ကောင်းလာတဲ့တေးဆိုတီတန်းလေးထွက်ပေါ်လာတာကိုကြားလိုက်ရတာကြောင့်ချင်းသေးကိုကြီးလည်းအံ့ဩသွားတယ်။အသာတုံးကအရသာရှိတဲ့စားလို့ကောင်းလို့ကျေးဇူးတင်တယ်။ ဟာဒီမြေရင်းထဲကထွက်လာတဲ့တချင်းတန်လေးကနားထောင်လို့ကောင်းလိုက်တာဘသူဆိုတာလည်းမသိဘူးတချင်းတန်ကိုထပ်ပြီးနားထောင်ခြင်းလိုက်တာဒါနဲ့ချင်းသေးကိုကြီးဟာနောက်ထပ်အသားတော်တော်ကိုကိုက်ဖယ်ပြီးမြေရင်းထဲကိုထည့်လိုက်တယ်အဲ့ဒီလိုအသားတော်ထည့်လိုက်ပြီးခဏအကြာမှာပဲမြေရင်းထဲကနေတချင်းတန်လေးထထွက်လာတယ်အသားတော်ထပ်ပြီးလို့ကျေးဇူးတင်နေစားလို့ကောင်းနေကျေးဇူးတင်နေ ခြေနေကိုကြီးဟာတချင်းတန်လေးကိုသဘောကျလာတဲ့အတွက်နောက်ထပ်အသားတုံးတွေကိုကိုက်ဖဲပြီးမြေရင်းလေးကိုထဲလိုက်တချင်းတန်လေးကိုနားထောင်လိုက်နဲ့ကြည်နူးပြောရွှင်နေတော့တာပေါ့အတော်လေးကြတဲ့အခါမှာတော့မြေရင်းလေးကနဲ့ကြွပြူလေးတစ်ကောင်ကတတိလေးသလုံးကိုကိုက်ပြီးတော့ထွက်လာတယ်။အိုးအတင်ချင်းသေးကြီးကျွန်တော်ဟာဒီမြေအောက်ကကြွက်နန်းတော်မှာဆံမြင်းနေရဲ့ကြွက်မင်းဖြစ်ပါတယ်။အတင်ချင်းသေးကြီးတွင်းဝါကနဲ့ခြာပေးတဲ့အသားတုံးလေးကိုကျွန်တော်တို့စားရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။ အဲ့ဒီကျေးဇူးတွေအတွက်ကျေးဇူးပြန်ဆက်တဲ့အနေနဲ့ဟောဒီမြေအောက်ပန်းဒီကိုယူဆောင်လာပြီးလက်ဆောင်မွန်ဖြစ်ပေးပါရစေ။မြေအောက်ပန်းဒီဟုတ်လားပန်းဒီကတိတိလေးပါလား။အရွယ်စားသိငယ်ပဲမဲအစွမ်းကအမခန်းထက်တဲ့မြေအောက်ပန်းဒီပါ။ဘလို့အစွမ်းထက်တာလဲကြွတ်မင်းလေးရဲ့ဒီမြေအောက်ပန်းဒီကိုစားရရင် အသက်ထဝက်လောက်ငယ်ပြီးနုပြိုသွားနိုင်ပါတယ်အတင်ချေသေးကြီး။ဟာတကယ်လားဟန်ကြတာပဲကျုပ်ကအင်မတန်နုပြိုချင်နေတာ။ အဲ့ဒါဆိုစားလိုက်ပါအတင်ချင်းတီကြီးကျွန်တော်လည်းကြွက်နန်းတော်စီပြန်မအောင်မယ်ကောင်းပါပြီကြွက်မင်းလေးကောင်းပါပြီနောင်ကိုလည်းအစားစာတွေရရင်တွင်းဝကချပေးပါမယ်ကြွက်ဖြူလေးလည်းပြန်သွားရောချင်းသေးအိုကြီးဟာမြေရောက်ပန်းဒီကိုစားလိုက်တော့တယ်မြေရောက်ပန်းဒီကိုစားလိုက်ပြီးခဏတွေးမှပဲချင်းလေးကြီးကနုပြူတန်ဆွမ်းလာတယ်ဟာဟုတ်တယ်ဟေ့ငါရဲ့နုပြူတွင်ကျမ်းနဲ့ခွန်အားတွေပြန်ပြေးလာပါလားဝမ်းသာလိုက်တာဝမ်းသာလိုက်တာ အရင်လိုချင်းသေးအိုကြီးနုပြိုတန်ဆွမ်းလာတာကိုခူနီးချင်းဖြစ်တဲ့အเจ้าအိုကြီးကသတိပြုမိသွားတယ်။အလိုကိုချင်းသေးခမည်းက နုပြိုသွားပါလား။ကြည်ပါဦးချင်းသေးပြိုကြနေတာပဲ။ဘလို့ဖြစ်ပြီးအခုလို နုပြိုသွားတာလဲဗျ။ဆေးကောင်းဝါကောင်းလေးများရှိရင်လက်တော့ပါဦး။စိတ်ထားကောင်းတဲ့ချင်းသေးကြီးကလည်းအเจ้าအိုကြီးကိုအမှန်တမ်းပြောပြလိုက်တော့တာပေါ့။အဲ့ဒီလိုနဲ့ကျုံလဲနုပြိုလာရတာပဲကိုရွှေကြီး။ အဟောကြပါလားဘာပဲဖြစ်ဖြစ်ခမားကူလိုနုပြတန်ဆွမ်းလာတာကိုဝမ်းသာပါတယ်ကြာဦးကြီးဟာဝမ်းသာစကားဆိုပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့ချင်းတိကြီးကိုမနာလိုနေတာပေါ့ဟွန်းဒင်းနဲ့ငါကအသက်တူတူကိုဒင်းကမတရားနုပြသွားတယ်မဖြစ်ဘူးမဖြစ်ဘူးငါလည်းဒင်းလိုနုပြတန်ဆွမ်းအောင်လုပ်ရမယ်မကြခင်ကဟာကြားပြူတကောင်ပြန်ဖြစ်ရမယ်ကွာဟ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 ွန်းဟွန်းငါသာအသက်ထောက်ဝက်လောက်ပြန်ပြီးငယ်လို့အရင်လိုနုပြတန်ဆွမ်းလာလို့ကတော့ ဒီတော့ကြီးထဲမှာတားကောင်နေမလွယ်ဘူးသာမှန်။ဟိုနေ့ကတမင်မကိုငါလိုက်ဖမ်းတာငါအရင်လိုမပြေးနိုင်တော့တဲ့အတွက်တမင်မလွတ်သွားတယ်။ဟိုရှေ့ငပေါ်ကလည်းငါအရင်လိုမခုန်နိုင်တော့မှန်းသီလို့ခက်နေနေတကိုင်းပေါ်ပြပြတက်ပြီးငါ့ကိုမထီမဲမြင်နဲ့ရှာထုတ်ပြရတယ်။ဟွငါသာပြန်ပြီးနုပြလင်းလဲအားရင်တွေပြန်တက်လာလို့ကတော့ဒီနှုတ်ကိုအရေးကိုဆုပ်ပြမယ်။တွေ့ကြသေးတာပေါ့ကွာ။ အဲဒီလိုအကြံစိုးနဲ့ကြိတ်ကြုံးွားနေတဲ့ကြားဟိုကြီးဟာချင်းသိရဲ့အနစ်ကိုချောင်းနေခဲ့တယ်။တနေ့မနက်မှာတော့ချင်းသိအဆာရှာထွက်သွားတော့ကြားဟိုကြီးကချင်းသိရဲ့ကိုယ်ရေကိုဝင်သွားပြီးကြွက်တင်းပေါက်တဲ့သူစားပီးသားရုံရဲ့အယိုးစားတွေကိုချပေးလိုက်တယ်။ပြီးတော့သူဟာကြွက်တင်းပေါက်နားကပ်ပြီးနားဆွမိမဲ့ဘာတချင်းတန်းမှမကြားရဘူး။ဟင်းဘာတချင်းတန်းမှလည်းမကြားရပါလား။ဟင်းငါအယိုးစားတွေချပေးလို့ကြွက်စုပ်တွေကတချင်းတန်းနဲ့မတုံ့ပြန်တာပဲဖြစ်ရမယ်။ ဒီတစ်ခါအသားစာလေးတွေချပေးကြည့်အောင်မှစေတနာတရာတရားနှိမ့်လာတဲ့ကြာ ਉਹ ကြီးဟာကြွက်တွေကိုအသားတုံးကောင်းကောင်းမကြွေးရင်တဲ့အတွက်ယုံအသားစာနည်းနည်းကိုပဲချပေးလိုက်တယ်။ဘာတချင်းနံမှလည်းမကြားရပါလားတော်တော်ကြွက်ပါသွားတယ်ကြွက်ဆုပ်နေပါလားခနာအကြမှာတော့မြေရင်းပေါက်တဲကနေကြွက်ဖြူလေးကောင်းဖြူပြီးထွက်လာတော့တယ်ခါတကယ်တော့ခါတိုင်းလိုအသားတုံးကောင်းကောင်းနေချမပေးပဲအယိုးတွေအသားစာလေးတွေပဲတွင်ဝါကနေချာချပေးနေတဲ့အတွက် ဘလို့သဘောပါလေလို့စူးစမ်းကျင်တာနဲ့ကြွက်ဖြူလေးဟာကင်းဝဘော်ကိုတက်ကြည်တာတယ်။ဒူမီရင်းဝါကနဲ့ကြွက်ဖြူလေးကောင်းယူလာတာနဲ့เจ้าဟိုကြီးကကြွက်ဖြူလေးကိုသူ့ရဲ့လက်ကြီးနဲ့စုပ်ကိုင်းဖမ်းဆီးလိုက်တော့တယ်။ဟဲ့ကြွက်ဆုပ်ဘလို့ငါအသားစားရင်နင်တို့စားဖို့ချပေးပြီးပြီ။ငါရဲ့ဂျေဆုကိုတောက်မြန်တဲ့အနေနဲ့ငါစားဖို့မြေရောက်ပန်းသည်မယူလာခဲ့ဘူးလားပြောစမ်း။အခုအခုတော့မြေရောက်ပန်းသည်ယူမလာခဲ့မိပါဘူးဥွှေကြရဲ့။ဘာ?နင်တို့ဘာကြွက်ပါဝါရလဲ ဟိုချင်းသေးအသားတွေချပြီးတော့နင်တို့ကမြေရောက်ပန်းသီးပေးရဲ့ငါအသားစားတွေချပြီးတော့ငါကိုမပေးဘူးပေါ့ဟုတ်လားချွတ်ပွားရတဲ့ကောင်းနေတေပေတော့နေနေပါဦးဥရှိချရဲ့ခမားကမြေရောက်ပန်းသီးလိုချင်လို့အယိုးတွေအသားစားတွေချပေးတာပေါ့ဟုတ်လားဟုတ်တယ်ဟုတ်တယ်ငါလည်းချင်းသေးလိုပဲနှုတ်ပြချင်းနဲ့ငါကိုလည်းမြေရောက်ပန်းသီးပေးမပေးရင်တော့တေပြီးသားမှတ်ပေးတော့ဦးချင်းနေကြီးကမြေရောက်ပန်းသီးလိုချင်လို့အသားထုံးတွေချပေးတာမဟုတ်ဘူးဗျာသူ့စေတနာအလျောက်ချပေးတာ ခမည်းကတော့အကျိုးလိုလိုညောင်ရီလောင်းတာဆိုလိုတာမြေရောက်ပန်းသင်လိုချင်လို့ရုံရိုးတွေခမည်းစားပြီးသားရုံသားကျွံ့ညံနေချပေးတာအတူဘူးဗျဟဲ့ကောင်ကျဆုံစကားမမြနဲ့ငါ့ကိုမြေရောက်ပန်းသင်ပေးမလားမပေးဘူးလားဒါပဲပြောမပေးလို့ကတော့မင်းကိုငါ့လက်နဲ့တစ်ချက်တည်းညှစ်တက်ပြလိုက်မယ်ပေးမယ်ကြောက်ကိုအခုလွတ်ခမည်းလိုချင်နေတဲ့မြေရောက်ပန်းသင်ကိုကြုတ်သွားယူပေးမယ်အောင်မအောင်မငါ့ကိုအဲ့ဒီလိုပတ်တီးရိုက်လို့ရယူလား မင်းရောက်ပန်းတီသွားယူပေးမယ်ဆိုပြီးမင်းပြန်ပေါ်မလာရင်ဘလို့လို့မလဲကျုပ်ကကြွက်ပေမဲ့ဂတိတည်ပါရဲ့ဗျမလို့ခြင်းမူမင်းကိုငါမယုံဘူးမယုံရင်ခမားကိုယ်တိုင်ကျုပ်တို့ရဲ့ကြွက်နိုင်ငံစီလိုက်ခဲ့ဒါကြွက်နိုင်ငံဟုတ်လားဟုတ်တယ်ဒီမင်းရောက်ထဲမှာကျုပ်တို့ရဲ့ကြွက်နိုင်ငံရှိရဲ့အဲ့ဒီမှာမင်းရောက်ပန်းတီပင်ရှိရဲ့ခမားလိုက်ခဲ့ပြီးကြိုက်ရမင်းရောက်ပန်းတီပင်ကိုယူငါကဘလို့လိုက်ရမှာလဲ ကျောင်းရဲ့အမီကိုခမည်းရဲ့လက်နဲ့ဆွဲပြီးလိုက်မျက်လုံးတွေတော့မှိတ်ထားရမယ်။ကောင်းပြီကောင်းပြီမင်းပြောတဲ့အတိုင်းကလုပ်မယ်။ဟုတ်ရင်ဟုတ်ပေါ့ကွာမဟုတ်လို့ကတော့မင်းကအကြောင်းသိစေရမယ်နော်။ဂျာဝကြီးဟာကြွက်ဖြူလေးရဲ့အမီကိုလက်နဲ့ဆုပ်ကမ်းပြီးတော့မျက်လုံးတွေကိုမှိတ်လိုက်ပြီးတဲ့နောက်ကြွက်ဖြူလေးခေါ်ရနာကိုလိုက်ပါသွားခဲ့တယ်။ကြွတ်တွင်းနေကိုဝင်လိုက်တဲ့ဆိုရင်ပဲကြွတ်တွင်းဟာအလိုအလျောက်ကျဲသွားပြီးကြောင်းဟိုကြီးဟာမြေရောက်လိုက်တဲ့အလက်ရလိုက်ထိုးပါသွားတယ် လှိုင်နှိုင်းရဲ့အစုံကိုလည်းရောက်ရောကြွက်ဖြူလေးကကြားအိုကြီးကိုမျက်လုံးဖိခိုင်းလိုက်တာပေါ့။ဦးကြားကြီးမျက်လုံးဖိချတော့ရပြီဗျာ။ကြားအိုကြီးကမျက်လုံးနဲ့ဖိချလိုက်ရောမြေရောက်လှိုင်ကူအကျယ်ကြီးထဲမှာခန်းနားလှပရဲကြွက်နိုင်ငံကြီးကိုတအံ့တော်တွေ့လိုက်ရတယ်။တချင်းတန်ရှင်ဖြစ်တဲ့ကြွက်မီဘရားနဲ့ကြွက်နိုင်ငံသားတွေကကြားအိုကြီးကိုအလန်လန်ပြန်ပြန်နဲ့မျက်လုံးလေးတွေပြူပြီးတော့ကြည်နေကြတာပေါ့။လိုင်ကိုကြီးရဲ့အလဲကကြွက်နန်းတော်ရဲ့ခေါင်းရင်းသားမှာပန်းသေးပင်ငယ်လေးတစ်ပင်ကိုတွေ့ရပြီး အဲ့ဒီပန်းသီးပင်လေးမှာမြေရောက်ပန်းသီးလေးသုံးလုံးတည်နေတာကိုတွေ့ရတယ်ကဲဦးကြကြီးအဲ့ဒီမှာကပအရှာပါဆုံးမြေရောက်ပန်းသီးပင်မဲကြိုက်ရပန်းသီးတလုံးဆွတ်ယူပေတော့ဘာဖြစ်လို့တလုံးလေးယူရမှာလဲတုံးလုံးလုံးယူမယ်အိုးမလုပ်ပါနဲ့ဦးကြကြီးရဲ့အဲ့ဒီမြေရောက်ပန်းသီးပင်ကဒီကပပေါ်မှာတပင်နဲ့ရှိတာဗျာပြီးတော့နှစ်ပေါင်း3000လောက်မှာမှတစ်ခါတည်းရဲ့အပင်မလို့ကျုပ်တို့မှာအဲ့ဒီပန်းသီးတုံးလုံးပဲရှိတော့တာခမရအတွက်ပန်းသီးတလုံးပဲယူပါဗျာ မလို့ခြင်းမူတလောက်ရှားပါပြီတန်မိုးရှိလာတဲ့မြေရောက်ပန်းသေးတွေကိုတခြားဘသူမှမရစေပါဘူးအားလုံးငါပဲယူမယ်ယူမယ်ဘာဖြစ်လဲကြာဦးကြီးကပျော်ပျော်ဆိုဆိုမြေရောက်ပန်းသေးသုံးလုံးစလုံးကိုဆွတ်ယူလိုက်တော့တယ်ကဲငါလို့ခြင်းလာရပြီငါ့ကိုမြေမင်မော်ပြန်လိုက်ဖို့ကျော်ကလေးကလည်းစိတ်ပြက်သွားပြီးလာတော့မှအတိုင်းကြားဟိုကြီးကို မြေပြင်ပေါ်ခေါ်သွားရတာပေါ့မြေပြင်ပေါ်လေရောက်ရောကြွက်ဖြူလေးကတတိပေးစကားဆိုရင် ဦးချကြီးငင်ရောက်ပန်းဒီကိုတစ်လုံးပဲစားနော်အကုန်လုံးမစားလိုက်နဲ့ဒုက္ခရောက်သွားမယ်။ကြံနဲ့ပန်းဒီနှလုံးကိုတော့တခြားပေးတဲ့နေသူတွေကိုတစ်လုံးစီပေးလိုက်ပါ။ကြွဖြူလေးဟာအဲဒီလိုလဲပြောပြီးရောမြေရင်းထဲကိုပြန်ဝင်သွားတယ်။နုပြူချင်းလာတဲ့ဂျာအိုကြီးဟာဝမ်းသာအားရနဲ့သူ့ရဲ့ကူစီကိုပြန်သွားပြီးငင်ရောက်ပန်းဒီသုံးလုံးစလုံးစားပစ်လိုက်ပါရော။ဒီငင်ရောက်ပန်းဒီတွေကိုဘာဖြစ်လို့သူများပေးရမှာလဲ။ငါပဲစားမှာပေါ့။ဘသူမှမပေးနိုင်ဘူး။မပေးနိုင်ဘူး။ ကြာဦးကြီးဟာမြေရောက်ပန်းသီးသုံးလုံးစလုံးလဲစားပြီးရောနုပြိုတဲ့တန်းနုပြိုလာတယ်။ဟာငါအသက်ငယ်သွားပြီနုပြိုလာပြီနုပြိုလာပြီဟောကြည်စန်းငါကြာပြိုတကောင်ဖြစ်သွားပြီဝမ်းသာလိုက်တာဟာဟာဟာဒါပေမဲ့ကြာဦးကြီးဟာလောဘတကြီးနဲ့မြေရောက်ပန်းသီးသုံးလုံးစလုံးကိုစားလိုက်တဲ့အတွက်သူဟာအသက်အရွယ်ငယ်တစ်ထပ်ငယ်လာပြီးတဲ့နောက်၃ရက်သားအရွယ်ကြားသားပေါက်လေးထိရောက်သွားခဲ့တယ်။ဟာ ဒုက္ခပဲငါမြင်ရောက်ပန်းတီတွေအစားလုံပြီလို့ရက်သားရွယ်ကြားပစ္စည်းကလေးဖြစ်သွားပါလားအောင်မလီလုံးကြပါဦးအဲ့ဒါလောက်ပစ္စည်းလေးဖြစ်သွားမှာတော့ငါဟာအသားကိုဘလို့စားရတော့မှာလဲနို့နို့ပဲဆိုလို့ရတော့မှာပေါ့ကြားပေါက်လေးဟာကြားနို့ဆိုဖို့မိငယ်ကြားမကြီးလည်းမရှိသလိုကြောက်ကိုရဲ့အပြင်ဘက်ထွက်ပြီးဆန်းချောင်းရည်သွားတော့ကိုစူးစားရင်တော့တိမ်ငက်တွေဆွန်ရဲတွေရဲ့ထိုးတော့တာခံရမှာမလို့ဘဲမှမထွက်ရဲပဲဖြစ်နေတော့တယ် မှားပြီငါတို့မှားပြီမစင်မချင်းလောဘကြီးပြီးတကူကောင်းဆန်ခဲ့မိတဲ့အတွက်ပြင်မရတဲ့အမကြီးကိုကျိုးလို့မိပြီးဒုက္ခပါပဲဒုက္ခပါပဲကြာပေါလေးဟာအဲ့ဒီလို့နဲ့အစာရေစာငတ်ပြတ်ပြီးတော့နောက်ထပ်ရန်အနေငယ်ကြမှာပဲတည်ဆုံးသွားရပါတော့တဲ့ကွယ်အခုတင်ဆက်ပေးမှာကတော့နှုတ်ဆက်နေကြတဲ့မင်းသားလေးများဆိုရဲပုံမြင်လေးပဲဖြစ်ပါလိမ့်ရှင်မင်းသားသုံးကောင်နေထိုင်တဲ့ရွာမှာ အပြိုကြီးတောမိုင်းကြီးနေထိုင်ပါတယ် ပီရီပတ်တာနဲ့ပီကင်းတို့ဟာအပျော်ကြီးကိုသူ့ရဲ့လဲထဲမှာတွေ့ရတယ်။သူဟာတိတ်ကိုအစင်းမြင်ပြီးကျနာတတ်သူလို့သူတို့တွေ့မိရဲ့။သူမကအလောက်ခန်းနှခန်းဖွင့်ထားတယ်။သူဟာရွာကကလေးတွေနဲ့ပြဿတဲ့ဘုတ်ကားဖို့ရှိရဲ့။သူတို့ကရုပ်ဆောင်နာကို အားရရင်သူမဟာသူတို့ကိုချောကလက်တွေပေးတတ်တယ်။သူဟာမိမအားလုံးကိုအလဲသွားပြီးတယောက်စီအနည်းအောင်ချုံပွားတစ်ထည်နဲ့လက်ဖက်ချောက်တထုပ်စီပေးနေရှိတယ် ူကတိတ်ကိုခြူတာပြီးတော့ကျင်နာတတဲ့အတွက်သူ့ကိုလူတိုင်းကချစ်ကြတာပေါ့သူကရွာမှာတလာနေပြီးတော့အိမ်ပြန်ရမယ်လို့ပြောတယ်။ပီရီကစိတ်မကောင်းစရာပဲ။ငါကတော့သူ့ကိုကြကြနေစီချင်နေကွာ။ငါတို့သူ့ကိုစကားတခေါမှမပြောဘူးပဲမေ။ဒေါ်မိုင်ကြီးဟာဒိုရွာမှာစိတ်ဝင်စားစရာအကောင်းဆုံးဆိုတာသိကြတယ်။ပတ်တာကလည်းဘူရာယုံမှာသူ့ကိုကြည့်ဖို့တစ်ဖက်တော့သွားနေပြီလို့ပြောတယ်။ပီကင်က ကလေးတွေကသူ့ကိုအကြီးဆုံးလင်းစီခံတွေပေးဖို့တောင်းနေကြတယ်ကွာလို့ပြောရင်းဘီဘီကလည်းရထားအတွက်ကိုအလံနေဝင်ရံပြနေကြတယ်ကြီးလို့တိတ်ကောင်းပါပဲဒူလဲသွားရအောင်ကွာလို့ပြောရင်းပတ်တာကတော့သွားရမှာပေါ့ကွာဒူလဲဒိုးချန်နေကနှင်းစီမီတပွင့်စီသူ့အတွက်ယူသွားကြရအောင်နှင်းစီမီရဲ့ဒိဗေကတော့မေတ္တာရှိတယ်ဆိုတဲ့သဘောပဲကွာသူ့ကိုနှင်းစီမီပြလိုက်တာနဲ့ဒီမျိုးမှာသူ့ကိုချစ်တဲ့သူ၃ယောက်ရှိနေပါလားလို့သိသွားမယ်ကွာလို့ပြောရင်း ဒါကြောင့်မနက်ရောက်တော့မင်းသားလေးတုံးကောင်ဟာခြံထဲကနှင်းစီနီတပွင့်စီကိုကူကြတယ်။နှင်းစီပွင့်တိုင်းမှာတရွတ်တရွတ်ပေါအောင်ကူကြတယ်ကိုယ်။ပြီးတော့သူတို့ဟာပူအောင်ရုံကိုသွားကြတယ်။ဒါပေမဲ့လမ်းပေါ်ရောက်တော့ပတ်တာနဲ့ပီကင်ကသူတို့အိတ်ထဲမှာလက်ကင်ပေါ်ဝါပါမလာကြောင်းတည်သွားတယ်။ပတ်တာကငါတို့လက်ကင်ပေါ်ဝါမပါဘဲမသွားနိုင်ဘူး။ငါတို့ပြန်ပြီးလက်ကင်ပေါ်ဝါယူကြမယ်။မင်းသားနှစ်ပြီးပြီလို့ပြောတာပေါ့။ဒါကြောင့်ပြီးပြီလေတယောက်သေးပဲဆက်သွားတယ်။ လူရယုံနားရောက်တော့တီးဝိုင်းတဝိုင်းကကျဲလောင်စွာတီးမှုန်နေတာကိုသူကြားလိုက်ရတယ်။ဒေါ်မိုင်ကြီးဟာပီရီရောက်လာတဲ့အချိန်မှာပဲရောက်ရှိလာတယ်။ပီရီကသူ့ထံကိုအပြေးသွားပြီးနှင်းစီမီကိုပေးလိုက်တယ်။အတော်သွားရမယ့်အတွက်စိတ်မကောင်းပါဘူးခမရလို့ပြောလိုက်တာပေါ့။ဒေါ်မိုင်ကြီးကနှင်းစီကိုယူပြီးတော့နန်းရှုံလိုက်ရင်"အိုး၊ကျေးဇူးတင်လိုက်တာကွယ်။ပန်းလေးကချစ်စရာပဲ"လို့ပြောရင်းဖယားရေအတော်လက်အိတ်တွေစပွဲပေါ်မှာကျန်ခဲ့ပြီပဲ။ မှန်စာလေးရယ်ပြန်ပြီးတော့အတော်လက်အိတ်တွေယူသေးပါလားကွယ်ပီရီကဟုတ်ကဲ့တော့ယူပေးပါမယ်လို့ပြောပြီးတောက်ချေတင်သွားတယ်။ကျင်နာတဲ့အမျိုးသမီးကြီးအတွက်တကူးကူးလှမ်းပေးရမှာမလို့ကျင်းနဲ့နေနေရပုံ။အဲဒီအချိန်မှာ ပတ်တာနဲ့ပေကင်က လက်ကင်မွားတွေကိုရှာနေကြတယ်။ဒါပေမဲ့ပေကင်ဟာကြောင်တွေကိုနိုးမတိုက်သေးရတာကိုသတိရမိလိုက်တယ်။ဒါကြောင့်ပတ်တာဟာနိုးတိုက်နေတဲ့သူ့ကိုခြံထားပြီးနှင်းစီပန်းကို လက်ကကင်ကဘူရာယုံကိုထွက်သွားတယ်။ သူဟာဒေါ်မိုင်ငင်းကိုမြင်တော့သူ့စီသွားပြီးနှင်းစီညီကိုပေးတယ်။အတော်လဲအိတ်တွေရခဲ့ပလားလို့တိုးတိုးလေးနေလိုက်တယ်။ပတာကစဝေးစဝါနဲ့လက်အိတ်တွေဘာလက်အိတ်တွေလဲလို့ပြန်မိတာပေါ့။ဒေါ်မိုင်ငင်းကအတော်ရဲ့လက်အိတ်တွေစပွေးပေါ်မှာကျန်ခဲ့တယ်ဆိုတာငါတို့နားမလည်ဘူးထင်တယ်။ကျေးဇူးပြုလို့တွားယူပေးစမ်းပါကွယ်လို့ပြောတာပေါ့။ပတာကလည်းဒီလိုကို စိတ်ချပါ အတော်လို့ပြောပြီးတော့ လက်အိတ်ယူဖို့အတွက်ပြေးထွက်သွားတယ်။ဒေါ်မိုင်းကြီးဟာဒုတိယနှင်းစီပန်းကိုသူ့အင်ဂျီဘော်ကပထမတပွင့်ပေးမှထိုးလိုက်တယ်။ဒီအချိန်မှာကြောင်နီကိုနှုတ်တိုက်ပြီးတဲ့ပီကင်ဟာဘူလာယုံစီကိုအပြေးရောက်လာပြန်တယ်။နှင်းစီကြီးကိုဂရုတစိုက်ကင်လာတာပေါ့။သူဟာနှင်းစီပန်းကိုကင်ရင်ဒေါ်မိုင်းကြီးကိုပြေးသွားပြီးမော်ပန်းစွာနဲ့အသက်ရှူနေတယ်။အတော်တော်မဲ့အတွက်ဝမ်းနေပါတယ်ခမည်းအားလို့ပြောလိုက်တယ်။ဒေါ်မိုင်းကြီးဟာအကြီးအကျယ်အံ့အားတင်စွာနဲ့သူ့ကိုမျိုးလုံးပြုတ်ပြီးတော့ကြည်နေတယ် ဒီမင်းသားကောင်းလေးတွေပြန်ရောက်လာပြီလားလို့သူတွေးလိုက်မိပြီးအတော့လက်အိတ်တွေရောလို့မေးလိုက်တာပုံပေကင်ကမကြားလိုက်လို့ပြန်ပေါ်ပါလားခမားလို့ယဉ်ကျေးစွာနဲ့မေးအမျိုးသမီးကြီးကစိတ်မရှိတော့ပဲလက်အိတ်တွေဘမလဲလို့မင်းနေရကွဲလို့ပြောလိုက်တာပုံစပွဲမမှာကြံခဲ့တဲ့အတော့လက်အိတ်တွေလိုချင်တယ်ဘာနှင်းစီပန်းမှငါမလိုချင်ဘူးမင်းပန်းကိုတင်ထားအောင်လက်အိတ်တွေပဲငါလိုချင်နေတယ်ပေကင်က အတော်ရဲ့ကျွန်တော်ယူပေးမှာပေါ့လို့ပြောပြီးချက်ချင်းပြေးထွက်သွားတယ်။သူက ပြန်လာခဲ့တဲ့ပီနဲ့တွေ့တယ်။ပီရီကမအိတ်တွေရခဲ့တယ်။သူကပီကင်ကိုလလှမ်းပြတယ်။ပီကင်ကသူ့ကိုမြင်တော့အံ့ဩနေတာပေါ့။သူဟာပတ်တာကိုတွေ့တော့ပိုအံ့ဩသွားတယ်။အဖြူရောင်လက်အိတ်တွေရှာမတွေ့တဲ့ပတ်တာဟာလက်အိတ်အနည်းတစုံကိုတွေ့လာတယ်လေ။ပီကင်ကရည်စရာပဲအရင်ကြီးရတာပဲဒီမိန်းမကြီးကလက်အိတ်သိမ့်ကြိုက်တာပဲဖြစ်ရမယ်လို့ပြောတယ်။သူဟာဒေါ်မိုင်ကြီးနေခဲ့တဲ့အိမ်ကိုပြေးတယ်။ ဇပွဲပေါ်မှာလက်အိတ်အဖြူတွေမရှိတော့ပေမဲ့ဘေးနားမှာလက်အိတ်အစိမ်းရောင်တစ်စုံကျန်ခဲ့တယ်လေပီကင်ကအဲ့ဒီလက်အိတ်တွေကိုသွားယူပြီးပူရာယုတ်စီကိုပြန်ပြေးလာခဲ့တယ်ပီရီကအမျိုးသမီးကြီးကိုလက်အိတ်အဖြူတွေပေးလိုက်တော့သူ့ကျင်းနဲ့သွားတယ်ပြီးတော့ပက်တာကပြေးလာပြီးလက်အိတ်အနည်းတစ်စုံပေးတယ်ပြီးတော့ပီကင်ကရောက်လာပြီးလက်အိတ်အစိမ်းတစ်စုံပေးတယ်လက်အိတ်တွေနဲ့မင်းစာတွေကြောင့်ဒေါ်မိုင်ကြီးဟာအံ့ဩနေမိတယ်သူက ပူရာယုံကိုအမြန်လှက်ပတ်ကြည့်ပြီးအတန်ဖြောက်ဖြောက်နဲ့ ဟောရီလိုမျိုးမှင်ကြလေးတွေထက်ရှိသေးလားလို့မေးလိုက်တယ်။အများကြီးရှိပါသေးတယ်ခမညာ။သူတို့ကိုသူသဘောကျနေပုံရတယ်။ရုံမှန်ကြီးကအဲ့ဒီလိုလဲဖြေလိုက်ရောဒေါ်မှိုင်ငင်းဟာစူးစူးဝါးဝါးအော်ပြီးရထားတွဲတဲ့ခုံဝင်ကတကားကိုဝုံကနေပိတ်ချလိုက်ပြီးသူ့ကိုသူရက်ခတ်နေတော့တယ်။သူဟာအမီရောင်နှင်းကြီးတွေလက်အိတ်တွေမှင်စာတွေအများကြီးထက်မရခြင်းမတွေ့ကျင်တော့ဘူးလေအားလုံးကနှုတ်ဆက်ပါတယ်လို့ဩပြောလိုက်ကြတယ် ပြီးပြီးပတ်တာနဲ့တကင်တို့ကလည်းနှုတ်ဆက်ပါတယ်လို့ဩကြားရင်းအင်းငင်းကဆလဲလာပြီးတော့ယထာလဲဆထွက်ပြီးပေါ့ပီရီကရီစရာအမျိုးသမီးကြီးပဲလို့ပြောလိုက်တယ်။ပတ်တာကလည်းအေးကွာလက်အိတ်တွေအတော်ချစ်ပုံရတယ်လို့ပြန်ပြောတယ်။ပီကင်ကလည်းသူတို့လည်းတို့ကိုနှုတ်ဆက်ပါတယ်လို့ပြောမှာပဲလို့ပြောလိုက်တာပေါ့ကွယ်။ပုံမြင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီရှင်။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးမင်္ဂလာရှိသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။